အားလုံးပဲမင်္ဂလာပါဆိုသူလင်ဘလော့အနေကြိုဆိုပါရစေ Sky Sport မှာတက်လာတဲ့ Breaking News လေးတစ်ခုကိုနှာဝေပေးခြင်းပါတယ်အဲ့ဒါတော့ Chelsea သင်းရဲ့ကစားသမား Mikhailo Modric တားမြစ်ဆေးသုံးဆွဲတဲ့အတွက်တရားစွဲခံထားရပါတယ်တားမြစ်ဆေးသုံးဆွဲတဲ့မှုကစစ်စစ်လို့တကယ်သုံးဆွဲချောင်းထင်ရှားရင်ဒီကစားသမားကို ဘလုံးကစားခွင့်၄နှစ်2029ထိကိုဘလုံးကစားခွင့်ကိုကလပ်သင်းမှာရောနိုင်ငံသင်းမှာရောအကုန်လုံးပြိပင်ခံမှာဖြစ်ပါတယ်တာမြစ်စီစစ်စစ်တဲ့အဖွဲ့ရော UK မှာဆိုရင် UKAD လို့ War Anti Doping Agency လို့ခေါ်တဲ့ agency ကိုဖွဲ့စည်းပြီးကစားသမားတွေကိုစုံစမ်းမှုတွေပြုလုပ်ပြီးတော့မှပွဲပယ်ပြစ်ဒဏ်တွေဆိုင်းငံ့ပြစ်ဒဏ်တွေကို ြင်းပြင်းထန်ထန်ပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒီမှာဆိုရင်လူသိများတဲ့ဒါမစ်ဆေးတွေကတော့ anabolic steroid တို့ anthropotropin တို့ human growth hormone တို့ stimulant တို့ cannabis တို့ cocaine တို့စတဲ့ဆေးတွေကိုတားမြစ်ထားပါတယ်မိသွားလို့ရှိရင်ဘာဖြစ်မလဲဆိုရင် အာသာပြိုင်ပွဲကနေပယ်ချတယ်လာစဉ်နှစ်ရှည်အကန့်အသတ်နဲ့ကစားခွင့်ပိတ်ခံရမယ် အဖွဲ့ချုပ်နဲ့စာချုပ်ဖြစ်သိမ်းခံရမယ်ပါတယ်မော်ဒရစ်လိုပဲပရီးမီးယားလိမှာဒီလိုမျိုးစေးကြထားတဲ့ကစားသမားတွေအများကြီးရှိခဲ့ပူပါတယ်ကိုရိုတိုရေးပေါ့နော်မန်ချက်စတာစီးတီးတို့အာဆင်နယ်တို့မှာဆော့ခဲ့တဲ့နောက်တန်းကစားသမားကလည်း2017မှာ6လပွဲပယ်ခံခဲ့ရဘူးပါတယ်မန်ချက်စတာယူနိုက်တက်အသင်းက Rio Ferdinand ဆိုရင်2003မှာ6လပွဲပယ်ပြစ်ဒဏ်တွေခံခဲ့မှုတဲ့အသီးသီးမှတ်တမ်းတွေ ရှိခဲ့ပါတယ်။ Manchester United တင်းရဲ့တောင်ပံကစားသမား Jadon Sancho ကအသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ကစားသမားကလောကလာစာရှော့ပြီးယူမယ်ဆိုရင် Napoli တင်းကတရားဝင်ကိန်းလာမှုတွေပြုလုပ်ပြီး Manchester United အသင်းစီကနေခေါ်ယူသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုကြိုင်နေတတ်တဲ့ဆိုရင်လည်း like and subscribe လေးပေးပြီးတော့ကိုကြီးပေးတော့ပါအောင် အားလုံးကျေးဇူးတင်ပါတယ်